နှစ်နိုင်ငံနယ်စပ်ထိစပ်ရာကက်ရှမီးယားဒေသမှာအိန္ဒိယနဲ့ပါကစ္စတန်စစ်သားတွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ဟိမဝင်တာတောင်တန်းတွေနဲ့ဆက်ဆက်နေရာကက်ရှမီးယားဒေသရဲ့နှစ်နိုင်ငံလုံခြုံရေးတွေထူးထူးထပ်ထပ်ချထားရတဲ့နေရာမှာပစ်ခတ်မှုဖြစ်ခဲ့တာပါ။ဒါပေမဲ့အချိန်တိုအတွင်းအဆုံးသတ်သွားခဲ့တယ်လို့အိန္ဒိယအာဏာပိုင်တွေကပြောပါတယ်။ကက်ရှမီးယားဟာအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားပိုင်ဆိုင်မှုအငင်းပွားနေရာဒေသဖြစ်ပြီးပုံမိုကျပြန့်တဲ့အစိပ်ပိုင်းကိုတော့အိန္ဒိယကထိန်းချုပ်ထားပါတယ်။ အိန္ဒိယပိုင်းကက်ရှမီးယားဘက်ခြမ်းမှာလက်နက်ကင်အဖွဲ့အစည်းတစ်ခုရဲ့ပစ်ခတ်မှုကြောင့်ခရီးသွားဧည့်သည်26ဦးသေဆုံးခဲ့တဲ့ဖြစ်ရပြီးနှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာအခုလိုအခြေအနေနဲ့ကြုံလာရတာပါအခုသတင်းပတ်အစောပိုင်းကတိုက်ခိုက်မှုဟာကက်ရှမီးယားတမိုင်းကျောင်းမှာအရသာပြည်သူတွေကိုပြစ်မှတ်ထားတဲ့အဆိုးရွားဆုံးလှုပ်ရက်တစ်ခုဖြစ်လာပြီးပါကစ္စတန်ကြောထောက်နောက်ခံပေးထားတဲ့ခွဲထွက်ရေးလက်နက်ကင်အင်အားစုတွေရဲ့လက်ချက်လို့အိန္ဒိယကယုံကြည်နေပါတယ်ပါကစ္စတန်ကတော့ တဘာဝရှုခင်းတွေတာယာလှပတဲ့ပါဟယ်ကမ်မြို့မှာဧပြီ22ရက်ကဖြစ်ခဲ့တဲ့တိုက်ခိုက်မှုနဲ့ဗပတ်သက်မှုမှမရှိဘူးလို့အတိအလဲညင်းဆိုထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာပြိုင်ဘက်အိန္ဒိချင်းနိုင်ငံတွေဖြစ်ပြီးအရင်ကတည်းကခါးသီးတဲ့ဆက်ဆံရေးမျိုး ရှိနေခဲ့ပါတယ်။ပါဟယ်ကမ်မြို့ပြစ်ခတ်မှုကတော့ရှိရင်ဆွဲတင်းမာမှုတွေကိုပိုပြီးဒီဂရီမြင့်တက်သွားစေခဲ့တာပါ။ အိန္ဒိယကပါဟယ်ဂမ်တိုက်ခိုက်မှုကိုအကြမ်းဖက်မှုတစ်ခုဖြစ်ကြေညာပြီးပါကစ္စတန်နဲ့အဓိကနယ်စပ်ဂိတ်ကိုပိတ်ပစ်တာပါကစ္စတန်တန်အရာရှိတွေကိုနှင်ထုတ်တာမျိုးတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။အရင်ကမကြဘူးပဲကိုကိုကိုကက်ရှမီးယားခုခံရေးအင်အားစုလို့ကြေညာထားတဲ့ဖွဲ့စည်းတစ်ခုကအဲ့ဒီတိုက်ခိုက်မှုကိုကျူးလွန်ခဲ့ကြောင်းထုတ်ပြန်ပြီးပါကစ္စတန်ကအဲ့ဒီအဖွဲ့နဲ့ဘာအဆက်အဆက်မှမရှိဘူးလို့ညင်းချက်ထုတ်ထားပါတယ်။ဧပြီ24ရက်နေ့မှာတော့ပါကစ္စတန်စစ်သားတွေဟာ ကက်ရှမီးယားမှာရှိတဲ့အိန္ဒိယစစ်တပ်တွေဖျက်ချထားရနေရာတစ်ခုကိုလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်အရာရှိ3ဦးကပြောပါတယ်။နမေဖော်ပြဖို့ငင်းဆန်တဲ့အဲ့ဒီအရာရှိတွေကအိန္ဒိယစစ်သားတွေဟာလည်းလက်နက်ငယ်တွေနဲ့တုံ့ပြန်ခဲ့ကြောင်းဒီဖြစ်စဉ်မှာထိခိုက်သေးခြင်းမှုတော့မရှိခဲ့ကြောင်းအတည်ပြုပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးပါကစ္စတန်နိုင်ငံသားကြီးဝန်ကြီးဌာနကတော့အတည်လဲမပြုသလိုငင်းလဲမငင်းခဲ့ပါဘူး။ကုလသမဂ္ဂ UN ကတော့အိန္ဒိယရောပါကစ္စတန်ပါ လက်ရှိပြဿနာတွေကိုကြီးထွားမလာအောင်အစွမ်းကုန်ထိန်းသိမ်းသိမ်းသိမ်းလှုပ်ဆောင်ပေးကြဖို့တိုက်တွန်းထားပါတယ်။ April 24ရက်နေ့မှာအိန္ဒိယဝန်ကြီးချုပ်မိုဒီကဘီဟာမြို့မှာပြုလုပ်ခဲ့တဲ့ဟောပြောမှုတစ်ခုအတွင်းသူ့အနေနဲ့ပါဟယ်ဂမ်မြို့တိုက်ခိုက်မှုရဲ့တာဝန်ရှိသူတွေကိုကဘာဆုံးထိရှာဖွေချေမှုန်းသွားမယ်လို့ကြုံဝါသွားပါတယ်။အကြမ်းဖက်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်မစီရင်ပဲခွင့်လွှတ်ပေးလိုက်စရာအကြောင်းမရှိဘူးလို့လည်းဝန်ကြီးချုပ်ကဆိုပါတယ်။လက်ရှိမှာတော့အိန္ဒိယထိန်းချုပ်ထားရာကက်ရှမီးယားဒေသရဲတပ်ဖွဲ့က မျက်မြင်တွေရဲ့ထွက်ဆိုချက်တွေကိုရယူပြီးပြစ်ခတ်မှုရဲ့အဓိကတန်တရားတရားခံတွေလို့ယူဆရသူ၃ဦးရဲ့ခဲချက်ဓာတ်ပုံတွေကိုထုတ်ပြန်ထားကြောင်းသိရပါပါတယ်ရှင်။